အလုံးမင်္ဂလာပါ Red Manchester Football နဲ့ United တို့လည်းကနေပြန်လည်ပြောကြိုးစားလိုက်ပါတယ် Manchester United အသင်းကတော့ final တက်သွားပါပြီပေါ့နော် road to final ဖြစ်သွားပြီကျွန်တော်တို့ England Old Trafford မှာပြီးပါတော့အသင်းကို4-1နဲ့အနိုင်ပိုင်းနိုင်ခဲ့ပြီးတော့ Juve League final ဘိုလုဝေကိုတက်သွားပါပြီ Spurs နဲ့ဘိုလုဝေမှာတွေ့နေပါတယ်ကျွန်တော်ဟိုအပေါင်းစိတ်နဲ့ကြည့်နေကြတဲ့သူတွေလည်းဒီနေ့ပွဲစဉ်ကသူတို့တွေမျောလင်းချက်ကုန်ဆုံးခဲ့ရတဲ့နေ့ပေါ့ဗျာဘယ်လိုပြောရမလဲ Manchester United ထွက်မထွက်ရပါမလားထွက်မထွက်ရပါမလားဆိုပြီးကြည့်နေခဲ့တဲ့အခါကျွန်တော်တက်ကဖိုင်နေတက်သွားပြီပေါ့နော်အခုတော့ you bali fine တွေက or english fine တွေကျွန်တော်ဘီဘောင်းမှာတွားကန်ရမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ပွဲစဉ်ကလုံးဝဒီနေ့ပွဲစဉ်မှာလည်းမန်ချက်စတာယူနိုက်တက်ကတော့ပုံစံအတိုင်းပဲထုံးစံအတိုင်းပဲစိတ်လုံရှားခဲ့ရတာတက်တောင့်တက်တာနဲ့တော့ကျွန်တော်ကြည့်ခဲ့ရတာမဟုတ်ဘူးဒီကြားထဲမှာလည်းကစားမားကြီးနဲ့ပတ်သက်ပြီးတော့ပြူးစရာဆူစရာလေးရှိခဲ့ပြီးတော့ဟိုနောက်ပိုင်းမှာမှလူစားလဲမှုတွေပြီးမှလုံးဝအနိုင်ရသွားခဲ့တာ ဆိုတော့တကယ်ကိုကြည်နေခဲ့ရတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့တယ် emotion တွေအတက်ကြာများခဲ့ရတဲ့ပွဲစဉ်တစ်ပွဲကိုလीတော့ကျွန်တော်ဘောလူပွဲကိုတက်သွားပြီ absolutely special day ဖြစ်ခဲ့တယ်ပေါ့ amorian ရဲ့လူစားလင်းမှုတွေနီးဖြူဟာတွေကလည်းလုံးဝကို perfectly rotation ပေါ့ဗျာဘယ်လိုပြောရမလဲတကယ်ကိုကျွန်တော်ကြည်နေရတဲ့ပွဲစဉ်မှာဒီနေ့ပွဲစဉ်မှာနီမြအမော်ရင်လေမင်းဆင်မောင်ရဲ့လေးခုမြောက်ကိုသွင်းသွားတဲ့အခါသူတော်တော်လေးကိုပြုံးပြိုလိုက်ရလို့တွေ့ရတယ်မင်းဆင်မောင်ကိုလည်းသူတော်တော်လေးသဘောကျတယ် ျွန်တော်ညမှာခံစားချက်တခုဝင်သွားတာကတခုတွေးမိသွားတာပေါ့နော်သူမီဆင်မောင်းကိုတောက်လျှောက်ရှိမှကာပြီးလို့ပြောခဲ့တယ်မီဆင်မောင်းမှာဒီလိုမျိုးစွမ်းဆောင်မျိုးတွေရှိတယ်ဆိုတော့သူသိခဲ့တဲ့အတွက် press conference တွေမှာမီဆင်မောင်းအကြောင်းမေးလာတဲ့အခါကာပြီးလို့ပြောခဲ့တာဆိုတော့ဒီလိုမျိုးစွမ်းဆောင်ရည်ရှိနေတာမျိုးပဲမဟုတ်ဘူးမီဆင်မောင်းဒီနေ့ပွဲစဉ်မှာကစားသွားတော်တော်လေးညင်ညိုတယ် perfect ဖြစ်တယ်လို့ကျွန်တော်မြင်တယ်ပြီးလို့ရှိရင်ကစားမကကျူးလေကျူးစားတယ်ကျူးစားတဲ့အတွက်အမော်ရင်ကကျူးစားတဲ့ကစားသမားတွေကိုကာကွယ်ပေးတာအခွင့်အရေးပေးတာဆိုတော့ကျူးစားတဲ့ရက်လက်နေနဲ့ မင်းဆင်မောင်းဟာနောက်ပိုင်းမှာအများကြီးပိုကောင်းလာပြီးတော့ဒီနေ့ပွဲစဉ်မှာသူဆိုလို့ရှိရင်သဲဝန်း9ကိုတော့ရသွားတယ်တော်တော်လေးလေးကျွန်တော်လုံးဝသဘောကျဖို့ကောင်းတဲ့ဟိုစူပါမောင်းဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒီနေ့ကတော့မင်းဆင်မောင်းရဲ့နေ့ပါပဲသူဒုတိယရောင်းပါပဲဝယ်ကစားရတယ်ဆိုပေမဲ့ဒီနေ့ကတော့မင်းဆင်မောင်းရဲ့နေ့ဖြစ်ခဲ့တယ်ကျွန်တော်ဖိုင်ယူတက်ခဲ့တယ်မိုင်းဖန်တွေအတွက်ဟိုမပြိုလင်းထားပေနဲ့စက်တယောက်စက်တယောက်ကန်ရတဲ့အနေထားမှာတော့ဒီတကယ် quality ကစားမောင်းတွေရောင်း 4 1ဆိုရရနဲ့နိုင်ခဲ့ရတယ်ပေါ့ဆိုတော့ပွဲအကြောင်းပြောရမယ်ဆိုလို့ရှင်တော့ပွဲစဉ်ပထမပိုင်းမှာကတော့တိတ်မြမြစစားပေးအတင်းမှမလုံနိုင်ခဲ့ကြဘူးဘီဘာဟိုကတစ်ချက်ချက်လာတာကတော့စိတ်လုံရှားကြတယ်နည်းပူကောင်းတယ်ပေါ့ရမန်ချက်စတာယူနိုက်တက်ကဂူကန်တန်ချက်၄ချိန်ရပြီးတော့ဘီဘာဟိုကဂူကန်တန်ချက်၄ချိန်ရတယ်ယူနိုက်တက်ကဂိုးပေါက်မတည့်ဘူးဘီဘာဟိုကတစ်ချိန်တည့်ပြီးတော့တစ်ခုရသွားတယ်ဆိုတော့သူတို့ဟာဒီရှန်ထွက်လာတဲ့ဘောလုံးကိုလှန့်ကန်သွားတာပေါ့နော်ခက်လန်းလန်းလန်းကန်သွားတာအွန်နာနဲ့လည်းဖမ်းဖို့က ဘလို့မှမဖြစ်နိုင်တဲ့အခြေအနေမှာကျွန်တော်တို့ဂူပေးလိုက်ရတယ်ပေါ့ဆိုတော့ဒီဂူကဘယ်လိုပြောမလဲဒီဂူပြီးမှပြီးပါဘူးတို့ပါတော့အတင်လာတယ်တိုက်စစ်ဆင်တယ်ပေါ့နော်ကျွန်တော်တို့မိနစ်30မှာသူတို့30ကျော်လောက်မှဂူရသွားပြီးတော့ဂူရသွားပြီးတဲ့နောက်ပိုင်းမှာကိုယ်ရဲ့အသင်းကဟိုတော်တော်လေးယုံကန်ရတယ်တော်တော်လေးယုံကန်ရတယ်အများကြီးတော့ယုံကန်ရတာတော့မဟုတ်ဘူးကိုယ်ဒီဘက်မှာလည်းကန္နာရှူတို့ပါတော့အခွင့်အရေးရခဲ့တာမျိုးရှိတယ်ဒါပေမဲ့ကစားမလေးကထုံးစံတိုက်ပဲအသုံးမချနိုင်ဘူးဆိုတော့လုံးဝကိုယ်စမိုင်းတရားချင်းတရား ဘက်ဖစ်တူရဲ့ဖန်တီးမှုကန်သွင်းရပြီးတော့ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တာကတော့တော်လေးကိုရှင်းလာစရာကောင်းတယ်ပထမပိုင်းကတော့ဖားတပြန်နွားတပြန်လို့ကျွန်တော်ပြောလို့ရတယ်အာသူပြိုင်ကိုပြိုင်ကစားကြပြီးတော့ Manchester United ရဲ့ first test ဒီနေ့ဒီနေ့ပွဲစဉ်မှာ high pressing ပထမပိုင်းသွားတဲ့နေရာမှာမြင်ခဲ့ရတာပေါ့လေ high pressing သွားတဲ့အပိုင်းဒီဒီ first test နဲ့ကစားဖို့မြင်မြင်စားတဲ့နေရာအပိုင်းတော်တော်လေးကြီးလူကောင်းခဲ့တယ်ပထမပိုင်းကတော့ဒါပေမဲ့လို့ကျွန်တော်တို့ တကူပေးလိုက်ရပြီးတဲ့နောက်ပိုင်းမှာတိတ်ရောမဟန်တော့ဘူးเนาะဒုတိယပိုင်းပြန်စလာတယ်ဒုတိယပိုင်းပြန်စလာတဲ့ညမှာဆိုးတာပဲဘီဘောက်ကလုံးဝကိုတင်ဆော့တာတင်ဆော့ရဲ့ဆိုခွန်းတဝက်လောက်အထိစင်တာလိုင်းမှာကစားမတရားမှမရှိတော့ဘူးမန်ချက်စတာယူနိုက်တက်ရဲ့ဖိုင်နယ်တက်နာတဲ့ကိုတက်လာပြီးတော့ဒီနားမှာဟိုသူပြီးကစားနေရတော့ကျွန်တော်မိနစ်60လောက်ထိ45မိနစ်ကနေမိနစ်60နီးပါးလောက်ထိဒီတိုင်းဆိုရင်စိတ်တစည်းနဲ့ကြည့်ရတယ်ဗောလေဘီဘောက်ကမန်ချက်စတာယူနိုက်တက်အမြင်ပုံညံတာအာ အားနေတာတွေပါတိရောသူတို့အေရထိဆန်းတာတွေပါဒီ cross bow တွေအမြင်ဘိုးတွေတောက်လျှောက်ပြီးတိုက်စစ်ဆင်တွေဒီမျိုးတွေလုပ်နေတာဟိုဒီနေရာမှာ amorin ပြောတဲ့ဟိုသွန်းကုတ်တူကပွေးရဲ့ momentum ကိုပြောင်းလဲသွားနိုင်တယ်ဆိုတာဒါပဲကျွန်တော်သိလာသွန်းကုတ်တူစပီးလိုက်ရတယ်ပွေးရဲ့ momentum လုံးဝရှင်းရှင်းဒုတိယမှာပြောင်းလဲသွားတယ်ကျွန်တော်ကစားမားတွေဖြစ်ကြတဲ့ Ugarte တို့ pressure တွေပြလာတယ်ဟိုဒီ Maguire တို့ pressure တွေပြလာတယ်အမှားတွေများလာတယ်ဒီလိုဖြစ်လာတယ်ဆိုတော့ Gobi ရဖို့အရှိန်နီးစက်လာတယ်ဗောနော် ်ပြီးလို့ရှင်ဘက်ထရီတို့ကုလို့ဆိုလို့ရှင်လေ PR ရေအောက်မှာအများကြီးဟိုအလုံးမလုံးနိုင်တော့ဘူးဒီလိုမျိုးပုံစံမျိုးတွေပေါ့တော့အမော်ရင်လဲဒါကိုရှင်းရှင်းသိရေကာနာယူလို့ဆိုလို့ရှင်လေဗျာလုံးဝဂျူရီစီမနိုင်တော့ဘူးပြိုင်ဘက်ကတကူရသွား ပြီးတော့လုံးဝအပြန်တက်လာတဲ့အခါမှာကိုရီမန်ချက်စတာယူနိုက်တက်ဘက်မှာကနည်းနည်းစိုးရင်စိတ်ကြီးလာပြီးတော့ကစားွက်ရပဲနည်းနည်း PR PR အောက်ကိုရောက်သွားတာ ਨੇ ကစားမော်ရီမန်တယ်ဒီဘက်ကလည်းဖီအားကိုအောက်ကိုလုံးဝရောက်သွားတယ်ဒါကြောင့်မလို့တွန်းကုတ်တူကအရာရာကိုပြောင်းလဲသွားနိုင်တယ်တီတီလေးကစပြီးတော့အရာရာကိုပြောင်းလဲသွားနိုင်ဆိုတာဒါပဲဆိုတော့ဘီဘာကတော့ဒီလိုမျိုးတွေတိုက်စီဆင်ပြီးတော့ဒီလိုမျိုးတွေကစားသွားတယ်ဒါပေမဲ့ကျွန်တော်အမှားအနေဆုံးဖြစ်အောင်ခုခံကာကွယ်နိုင်ခဲ့ပြီးတော့တွန်းကုတ်တူတွေထပ်မပေးကြရောက်ဒါလုံးဝအတန်အတွက်အများကြီးကောင်းကြတယ်ပေါ့နော်ဆိုတော့အမော်ရင်ကလည်းဒါကိုရှင်းရှင်းတီးပြီးတော့သူ့ရဲ့ဗီဒီယိုတွေကိုစပြီးတော့အကောင့်တွေဖို့တယ်မီဆင်မောင်တို့လောက်ရှိုးတို့အမက်ဒီယာတို့ မနေ့60ကျော်မှာရှင်းရှင်းဝင်လာတယ်63မိနစ်မှာဆိုတော့ကျွန်တော်ကွန်းလေးကဒီအမှားတွေများနေတယ်ဖိအားတွေအားရောက်နေတဲ့ Ugadi ကိုမီဆင်ပေါင်းနဲ့လေးတယ်အာဝါပေါ့လုတ်ချိုးရဲ့နေရာမှာမဇရာဝီဝင်လာတယ်ပေါ့မဇရာဝီလုတ်ချိုးရဲ့နေရာကိုဝင်လာတယ်အာမက်ဒီယာလိုကတော့ဂနာရှိုးရဲ့နေရာကိုစားထိုးပြီးတော့ဝင်လာတယ်ဂနာရှိုးကတော့မင်းလူစားလေးတဲ့နေသူကိုယ်သမားနဲ့အပိုင်းကန်ရတာဒီဟုတ်တာဆိုစီရခဲ့မယ်ပထမပိုင်းမှာ1 1နဲ့ပြီးခဲ့မယ်ဆိုရင်ကျွန်တော်ဒီလောက်ကြီးကြီး ဖြစ်เสียမလို့ဘူးတွေ MRI နဲ့လည်းဘီဝါအဆုံးထုတ်သုံးပြီးတော့ဖိုး1ဒီဖြစ်အောင်ရိုက်เสียမလို့ဘောဘီဝါဟောအတင်းကိုဆိုတော့ကျွန်တော်တို့အခုရှင်မှာတော့ပြောနိုင်ပါတော့အဲရှင်မှာတော့မပြောနိုင်ဘူးဆိုတော့ MRI ဘီဝါလေးတကယ်လို့ဖြစ်ခဲ့တယ်ဆိုတော့မီဆန်ဘောင်းကတော့ဘရူနိုဖန်တက်ရဲ့နံပါတ်10ရိယာကိုနေရာယူလိုက်ပြီးတော့ဘရူနိုကနံပါတ်8ကိုဆန်းဆော့တယ်။အာမက်ဒီယာလိုကတော့ဝမ်ဘက် right wing back ဖြစ်သွားတယ်။ဒီလော့ချိုးကတော့ left wing back မှာဆော့တယ်ပေါ့ ဒီလိုမျိုးပုံစံလေးပေါ့နော်ကျွန်တော်ဒီလိုမျိုးပုံစံလေးတွားခဲ့တယ်အာ sorry ကျွန်တော်ပြောတာမှားသွားလို့ဆိုတော့လုံချိုးကတော့ဒီဘက်ကို right center back ဖြစ်ရောက်လာတယ်ပေါ့ဗျာဒါပေမဲ့ right center back ဆိုမြင်လို့ဒိုရဂူနဲ့တယောက်တစ်လှည့်စီ wing back ဆိုတဲ့ပုံစံမျိုးဆိုတော့ဒီဘက်မှာတော့ Ahmed Diallo ကတော့လုံးဝ right wing back ပေါ့ဗျာ left wing back ကတော့လုံချိုးရဲ့အမ်လုံလုံချိုးနဲ့ကျွန်တော်တို့ Patrick Dorgu တို့နှစ်ယောက်မျှဆိုတော့ပေါ့ ဝဲလင်မှာလည်းမိစင်ပေါင်းရောက်လာတဲ့အခါကရိုးတဲ့အများကြီးအဖက်ပိုများတယ်ဗျာအများကြီးပိုပြီးတော့လှုပ်ပြရတယ်ကျွန်တော်တွေးရတယ်ဒီကနေပြီးတော့ကျွန်တော်တို့တဖြည်းဖြည်းနဲ့တိုက်စီတီဆင်းကစားကွက်တီပြန်ပေါ်လာတယ်ကွဲလင်ပိုင်းမှာဒီကောင်တွေကျွန်တော်တို့တကယ်ကောင်းတဲ့ quality player တွေရောက်လာတဲ့အခါသူလှုပ်ရှင်တိုင်းလှုပ်လို့မရတော့ဘူးဆိုတော့ GST နိုင်ရတဲ့မိစင်ပေါင်းလို့ကစားမောင်းရရှိတာတယ်ခက်စမေယိုတို့ဘရူနိုတို့နဲ့မိစင်ပေါင်းကိုတွေးပေးလိုက်တဲ့အခါကွဲလင်ပိုင်းကတော်တော်လေးကို strong ဖြစ်လာပြီးတော့ဝမ်ဘက်တီကလည်းလှုပ်ရှိုးတို့အမက်တီအရလူကဒုက္ခပေးတာနိုင်တော့သူတို့တွေကချစ်ကိုတိတ်မတက်ရဲတော့ဘူးပြပါဟောက ဒီနေရာမှာကိုရီအတွက်အခွင့်အရေးတွေရလာပြီးတော့မင်းဆန်မောင်းကဘီဘာကိုဟိုလုံးဝပေးဥစားခွေစခွေပေးလိုက်ရပေါ့ဗျာဘီဘာရဲ့ဒီညှိုလင်းချက်မြောက်ကိုရှူပေးလိုက်တာလည်းမင်းဆန်မောင်းဖြစ်တယ်လို့နောက်ဆုံးအပိတ်ကိုတွန်းပြီးတော့သူတို့အိမ်ပြန်လို့ရပြီဆိုပြီးလှည့်လိုက်တာကလည်းဒီနေ့ပွဲစဉ်မှာမင်းဆန်မောင်းပြစ်ခဲ့တယ်မင်းဆန်မောင်းကတော့လုံးဝသဘောကျစရာကောင်းတဲ့ကစားသမားပေါ့နော်ဒီနေ့ပွဲစဉ်မှာကျွန်တော်ရဲ့နှုတ်ဖြောင်းမှာပြောရမယ့်ကစားသမားပြောချင်စရာကစားသမားဖြစ်ခဲ့တယ်သူတွန်းဖို့နှုတ်ကိုလည်းရသွားတယ်ဆိုတော့ ကျွန်တော်တို့လန်ယူကဆွဲတက်လာတဲ့ဘောလုံးကိုမီဆမောင်းကြီးထုတ်ပေးလိုက်ရတာမီဆမောင်းက flag လေးနဲ့နောက်ပြန်ထုတ်ပြီးတော့သူလှည့်ပြီးတော့ကန်သွားတယ်ဆိုတော့ဒါကဟိုဘီဘာဝရဲ့အမြောက်ကျိုးစီခဲ့တဲ့ဂိုးကိုလေကျွန်တော်ဂိုးတွေအကြောင်းပြောရမယ်ဆိုလို့ရှိရင်တော့ဝမ်းဝမ်းဖြစ်သွားပြီပေါ့မီဆမောင်း82မိနစ်မှာဂိုးရသွားတယ်ခက်ဆမေယိုကတော့မင်းရှိစင်မှာတောင်းကန်ဘူကနေတဆင်ဘူနိုဖန်နဒက်စ်လုံးဝကိုဒီဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကသူခေါင်းတိုက်သွားတယ်ပေါ့သူစပိန်မှာကျင်းလာတယ်ဆိုတော့ဘီဘာဝရဘာလို့လဲ ခက်ဆမင်းကိုအကြောင်းသိမှာပေါ့လေဟိုကောင်းတိုက်ရတယ်ဆိုတော့ဒါပေမဲ့သူတို့မတားနိုင်ရဘူးဒါဒုတိယမြောက်ခိုးပေါ့ကျွန်တော် resume white line ကတော့တတိယမြောက်ကိုသွင်းသွားတယ်ဒီကိုကအာမက်ဒီယာလိုတို့လန်နီယူတို့ရဲ့တွဲလုံးဝနေမြဖြားခံလာပြီးတော့အာမက်ကလုံးဝ resume white line အတွက်အပိုင်အခွင့်ရလုံးဝပေးနိုင်ခဲ့ပြီးတော့ white line ကတော့ခိုးရသွားတယ်နောက်ဆုံးကိုကတော့ mason mount ဒီဘီဘောင်ရဲ့ကုသမာနည်းနည်းလူပေးမှားသွားတာကနေစပြီးတော့ ီ final တက်ရဲ့အစလောက်ကနေပြီးတော့ mission ကလှမ်းကန်သွားတယ်ဘူးတွေကိုတန်းနေရပဲ4-1ဆိုရင်ရတယ်နဲ့ menu တွေအိမ်ပြန်လို့ရပါပြီကွာဆိုပြီးတော့ mission ကနှုတ်ဆက်ပြီးသွားတယ်ပေါ့နော်ဆိုတော့ athletic ပြပါကိုကျွန်တော်4-1နဲ့နိုင်ခဲ့တယ်ဒီနေ့ပွဲစဉ်မှာလည်းကစားရှိချူစီယာကစားမလေးရှိခဲ့တယ်ကျွန်တော်တို့ခန်းချစ်ကြောင့်ကလင်ညူလို့ဆိုလို့ရှိရင်တော်တော်လေးကိုကောင်းခဲ့တာလန်နီရိုကတော်တော်လေးကောင်းခဲ့တာဗျသူ bokke range လောက်သွားတဲ့အပိုင်းကြီးအခွင့်အရေးဖန်တီးမှုတွေသူဒီပွဲစဉ်မှာ shash creation နဲ့တချင်လောက်သွားတယ်ဒါကဒီ mission mount ဘေးဟုကိုစခွဲပြီးရဲ့ အလုံးကိုသူ change create လုပ်သွားတာသူ vocal range လောက်တာတွေကတော်တော်လေးကောင်းတယ်ပေါ့နော်ဒီနေ့ပွဲစဉ်မှာဒီ landy lock တို့နည်းနည်းအမှားများတယ်မဝိုင်းရတော့ကစားအမှားတွေများနေတဲ့အချိန်မှာလူငယ်လေးတယောက်ဖြစ်တဲ့ landy ကိုကဒီနေ့ပွဲစဉ်လုံးဝသဘောကျချင်စရာစွမ်းဆောင်ပြီးပြသွားတယ်လို့ကျွန်တော်ယူဆတယ် landy ကိုတော်တော်လေးကောင်းခဲ့ပါတယ်ပြီးလို့ရှိရင်ဒီတတိယမြောက်ကို race match question ရသွားတဲ့ကိုဆိုလို့ရှိရင်လေ landy ရဲ့ရှီကနေမြဖြတ်ခံလာပြီးတော့ အာမက်ဒီယာလိုဟိုထိုးပြလိုက်တာဗျအာမက်ဒီယာလိုကဒီညမှာသူ့ရဲ့အတိုးအလုပ်တွေတကူလို့ရောင်းအတိုးအရင်းလုပ်ပြီးတော့ဟို respect match center ကိုဘန်တီးပေးသွားတယ်ဆိုတော့ဟိုခန်းစစ်ချောင်းမှာတော့လန်နီရိုကတကယ်ကိုသဘောကျချင်ကြကောင်းတဲ့ကစားမဖြစ်တယ်။ကွန်းလေးပိုင်းကဒီပွဲထွက်လူစီးရဲမှာကြည့်မယ်ဆိုလို့ရှိရင်ဥကာတီတို့ကက်ဆမေယိုတို့နဲ့ကြည့်မယ်ဆိုလို့ရှိရင်ဥကာတီကတော့ဒီပွဲစဉ်နဲ့ပို့ပြီးတော့အများကြီးတယ်။ဒါကြောင့်လည်းကျွန်တော်တို့လူစားလဲလဲရတာပေါ့နော်ဥကာတီကတော်တော်လေးကိုစိတ်လှုပ်ရှားမှုများတယ်လို့ကျွန်တော်ပြောလို့ရတယ်။ ီအမောရင်ရှိမှာဒီဘီဘောင်နဲ့သတင်းစာရှင်းလင်းပွဲမှာလာမသိဘူးသူပြောဖူးတယ်ကျော်ဟို PR တွေဝင်ရတယ်ပေါ့နော်ကစားမောင်းတွေက PR တွေဝင်ရတယ်အဲ့လိုမျိုးပေါ့အတွေ့အကြုံရှိတဲ့ Ugadi လို့ကစားမတော်မှာ PR တွေအားရောက်နေတယ်ဆိုပြီးသူပြောတာလေဆိုတော့ Ugadi ကလည်း PR တွေရောက်ပြီးတော့အမှားတွေများတယ်သူဘာမှဒီချာမလုပ်နိုင်လို့လည်းရှိနေမှာလူစားလေးလိုက်ရတယ်ဒီနေ့ပွဲစဉ်ကတော့ Ugadi ကလိုအပ်ချက်ကြီးမှားခဲ့တဲ့ကစားမတော်ကိုကျွန်တော်ပြောရမယ် Customer ကတော့ဗျာဘယ်လိုပြောရမလဲ အမရင်းကလည်းသူပါတော့နိုင်လေဆိုတာသိတယ်သူရဲ့ quality ကိုသိတဲ့အတွက်သူရှိရတယ် quality ကိုအကောင်းဆုံးထုတ်ယူသုံးဆွေးနိုင်ရဲ့အရှင်နေဖို့လေဒီနေ့ပွဲစဉ်မှာတန်ကြီးရဲ့လုံးဝ special tag key tag key list တွေကိုကျွန်တော်တွေးရတယ်ပြီးလို့ရှိရင်လောင်းဖို့နေတဲ့ကစားတာမျိုးတွေကျွန်တော်တွေးရတယ်ဆိုအများကြီးအများကြီးသူရဲ့စွမ်းဆောင်ရည်ကိုမပြနိုင်ခဲ့ပေမဲ့ခက်စမဲဟာဟိုအဆန်ပြေတယ်ဆိုတာလည်းကျွန်တော်ပို့ခဲ့ပါတယ်။ package တွေလုံးဝ package ပြည့်သွားတယ်လုံးဝ team mate green နေပြီးတော့အတန်းရဲ့ကွင်းလေးကိုလည်းအကောင်အထင်းချုံနိုင်ခဲ့တဲ့ ကျွန်တော်တို့ defensive midfielder ကြီးဖြစ်ခဲ့တယ်။မဇရာဝီကိုကြည့်မယ်ဆိုလို့ရှိရင်လေပထမပိုင်းမှာမဇရာဝီကအတန်းရဲ့ defensive မှာလုံးဝဆိုးလေးဖြစ်အောင်သူကစားသွားတယ်။တိုက်စစ်ပိုင်းမှာအများကြီးမပန်ပိုးနိုင်ခဲ့ဘူး။အာမက်ဒူလောက်အဆင်မပြေခဲ့ဘူးတိုက်စစ်လိုက်ပါမှာအဆင်မပြေခဲ့ဘူးဆိုပေမဲ့သူဟာခံစစ်ကူတဲ့အပိုင်းမှာတော်တော်လေးကိုထိရောက်ခဲ့တဲ့ကစားမဖြစ်တယ်။ဆိုတော့သူရအဝါကတိပါရောက်တာမော်ရင်ကလေလူစားလဲလိုက်ရတာပေါ့လေမစရာဝီကလည်းညီပွဲစင်မှာအများကြီးဆင်ပြေခဲ့တဲ့ကစားသမားပါဆိုတော့ပက်ထရစ်ဒိုရူနဲ့ပတ်သက်ပြီးတော့ထရီထူးလို့ပြောစရာမလိုဘူးလို့ကျွန်တော်ထင်တယ် ပထမပိုင်းမှာသူအမှားတွေများနေခဲ့တယ်ပထမပိုင်းပြီးချိန်မှာဖိအားတွေကရောက်ပြီးတော့အမှားတွေများနေခဲ့ဆိုရင်မီဆင်မောင်းတို့လုတ်ရှိုးတို့နဲ့တွဲကစားရတဲ့အခါမှာသူဖိအားတွေရိုးသွားပြီးတော့အများကြီးပေါ်ပါပို့ပြီးကစားနိုင်ခဲ့ရပေါ့နော်ဒိုရူကတော့ဒီတိုင်ပတ်တဲ့အချိန်လေးရှိခဲ့တယ်သူအဆင်ပြေခဲ့တဲ့အချိန်လေးရှိခဲ့တယ်ကောင်းနေဆိုပြီးတော့ဖွဲချလို့မရတယ်လို့သူကတော့ပုံမှန်ပဲလို့ကျွန်တော်ယူဆတယ်ဆိုတော့နံပါတ်10တော့ကစားခဲ့တဲ့ Bruno Fernandes ပြောစရာမလိုဘူး Fernandes ကကျွန်တော်ရဲ့ကပတိန်ကျွန်တော်ရဲ့အသက်ရှူပေါ့ ကျွန်တော်ရဲ့မျိုးလင်းချက်ကျေတူပုံပဲ pandas လို့ကစားမအောင်ဒါကြောင့်မလို့လေဆိုရီကနေပြီးတော့တန်းတရာကျုံနဲ့ခေါ်မယ်ဆိုပြီးတရင်ထွက်တော့ပေါ့အသက်30ကျော်ရေကစားမအောင်ပြအများစင်စားကြည့်ဘယ်သူကတန်းတရာကျုံပေးပေးခုပြီးတော့ဖြစ်နိုင်မလဲဆိုတော့ legacy david on sing ကိုပြောထားတာအရတော့ pandas ကိုမှမဘလို့မှမရောဘူးဆိုပြီးတော့ပြောထားတဲ့အတွက်အာဒါကကျွန်တော် pandas အသင်းကနေထွက်ဖို့မရှိတလို့ရှိရေပေါ့နော် pandas ကသာတော့တော်တော်ကောင်းပါတယ်တော်တော်ကောင်းတယ်တော်တော်တော်မှတော်တော်ကောင်းပါတယ် ဖန်နက်စ်နဲ့ပတ်သက်ပြီးတော့ပွဲစဉ်တိုင်းပွဲစဉ်တိုင်းရှိကျူနေရတဲ့အတွက်ဒီနေ့ပွဲစဉ်မှာတော့ထရေတူပြောစရာမလိုဘူးလို့ယူဆပါတယ်ဖန်ဒက်စ်နဲ့ပတ်သက်ပြီးတော့ဖန်ဒက်စ်ကကျွန်တော်ရဲ့လောကကက်ပတိန်စစ်စစ်ပါဆိုတော့ကာနာရှူကတော့ဗျာအများကြီးထရေတူလုံးပြနိုင်ခဲ့တာမရှိဘူးသူဒီနေ့ပွဲစဉ်မှာသူရှီယာပြေးလွှားရတဲ့တွေ့ရတယ် dribbling လေးကောင်းလားဆိုတော့မကောင်းဘူးချိုးပြတ်တာလေးကောင်းလားတယောက်ချင်းတယောက်ကိုးစင်နိုင်လားဆိုတော့မသွင်းနိုင်ဘူးကာနာရှူကတော့ပြောမနေပါနဲ့မင်းဟို န်နဲ့ပြောစင်ကြအဖြစ်ဆုံးစားပါပဲသူကြောင့်ကျွန်တော်အတွင်းကိုတူမရခဲ့တာဗျာပထမပိုင်းကအတွင်းကိုရခဲ့မယ်ဆိုလို့ရှိရင်ဒီလောက်ကြီးအတိတ်နဲ့စိတ်ပူစီရာကောင်းတဲ့အရှိန်ကြီးခိုက်တဲ့ကျွန်တော်ကြောက်ရမှာမဟုတ်ဘူးကနာရှိုးတော့မင်းလေထုံပြီးတော့စားလိုက်ပါတော့ဘုလုံးကန်စားမနေနဲ့တော့သိရမလားသူတရားချင်းတရားတွေးတဲ့ခါကြာလို့ရှိရင်ဘယ်တော့ခါမှကိုသွင်းနိုင်တယ်ဆိုတာမရှိဘူးလွဲသွားတာတွေကြီးပဲလွဲသွားတာတွေကြီးပဲဆိုတော့အန်တိုနီဆန်တိုးစ်ကိုပြန်ခိုးပြီးတော့ကနာရှိုးကိုလည်းလွတ်လိုက်မယ်ဆိုလို့ရှိရင်မှအတင်းအတွက်ပို့ပြအချိုးဖြစ်နိုင်မယ်လားလို့ကျွန်တော်တွေးမိသွားတယ်ဟိုအန်တိုနီဆန်တိုးစ်ကဒီနေ့ပွဲစဉ်မှာ free kick ီ twin သွားတယ်ပေါ့ဒီ spin dali ကပါတော်တော်လေးကိုကောင်းတယ် free kick ပါ and recentos နောက်ပိုင်း golden swan ကြီးတက်လာတာကလည်းကျွန်တော်အတင်းမပြန်ကိုထားမယ်ဆိုလို့ရှိရင်တော့ဟို quality ဟိုတခုအားကိုးလို့ရတဲ့အချိန်ကြီးရှိရဗျာဆိုတော့ထားပါတော့ပွဲချောင်းပဲဆက်ပြောမယ်ဟိုဂါနာရှိုးကတော့လေထောင်ပြီးတော့စားလေထောင်ပြီးတော့စားတော့ wrestling watch တဲ့ဒီပွဲစဉ်မှာပြောရမယ်ဆိုလို့ရှိရင်ခေါင်းတိုက်တာတွေ bari သူ every jewish ဒီမှာတော်တော်လေးရှင်ကစားနိုင်ခဲ့တဲ့အချိန်ကြီးရှိတယ် first touch ကြီးတိုးတက်လာတယ်အတင်းနဲ့ land gap ကြီးကစားတက်လာတယ်အော်ဒါပေမဲ့သူရဲ့ထိုးဖောက်နိုင်စွမ်းတွေပါတယ်နည်းပေါ်ကလူအဲ့တည်တာပေါ့ဒါပေမဲ့လို့သူရဲ့ကစားကွက်ပေါ်မှာစီးမျိုးနိုင်မှုတွေတပွဲပြီးတပွဲတိုးတက်လာပြီးတော့အရှင်ကြီးကလည်း watch down ကလည်းအများကြီးကောင်းလာတဲ့ကစားမဖြစ်တယ်ပေါ့နော်အများကြီးကျွန်တော်ရှိကြည့်ရမယ်ကစားမတယောက်ထဲမှာပါဝင်နေပုံမှန်ရှည်စွမ်းရတဲ့ respect watch down အာနိပြမော်ရဲကစားကွက်မှာပို့ပြီးတော့မှတဖြည်းဖြည်းနဲ့အံဝင်လာခဲ့ပါကျွန်တော်လူစားဝင်လာကြတဲ့ကစားမတွေထဲမှာတော့ဒီဟိုရှိမယ် အမက်ဒီယာလိုတို့မေဆန်မောင်းတို့ပြီးလို့ရှင်လှုပ်ရှိုးတို့ကြောမေဆန်မောင်းကတော့သူတွဲကုန်းနှစ်ခုလေးရသွားတယ်ကျွန်တော်ရှိမှပြောခဲ့တယ်လို့ဘီဘာအိုရဲ့မျိုးလင်းချက်တွေကိုရရှိုးခဲ့တဲ့ကစားမဖြစ်တယ်လို့ဘီဘာအိုကိုပြန်တော့ကွာဆိုပြီးတော့မင်းတို့နှုတ်ဆက်တယ်ဆိုပြီးနှုတ်ဆက်ကိုတွင်းပြလိုက်တဲ့ကစားမလေးဖြစ်တယ်သူကွဲလေးပဲမှာကစားမကစားသွားတဲ့ဒီမှာတော်တော်လေးကိုညံ့ညိုးတယ်နောက်မှ quality တစ်ခုကိုထုတ်ပြသွားတယ်ပေါ့နော်တကယ်ကိုသဘောကျချင်စရာကောင်းတယ်အာအတန်းနဲ့ရှိဆက်ကစားပုံတွေရော change creation လုပ်တာတွေရော forward forward နဲ့နေတာပဲ bruno တို့ခက်ဆမေးတို့ ီလုံချိုးနဲ့တွဲကစားသွားတာတော်တော်လေးကိုချိနေဖို့ကောင်းတယ်ဟိုဟိုအမိုရင်ကလူစားလေးပြီးတော့လူအပ်နေတဲ့ connection တွေကိုဖန်တီးလိုက်တာပဲကွင်းလေးမှာလုံးဝမလုံချိုးလို့ပါတော့ဒီမေဆမောင်းလို့ကစားခဲ့တာချိနေစရာကောင်းတယ်ကိုဗျာလုံချိုးကတော့လုံးဝပေရှင်မင်းပဲသူ one back အဖြစ်ကစားနေရဲ့အချိန်မှာဒီ one back ကနေတက်လာတာလုံးဝသဘောကျခြင်းစရာပဲသူ change creation လုပ်ပြီးတယ်အများကြီးအဆင်ပြေတယ်အဲတဲ့အတွက်အထောက်အကူဖြစ်တယ်ပေါ့လူရှိုးလို quality player အဲတဲ့မှာရှိနေပါရဲ့ ਨੇ အန်ဂျူရီခဏခဏရရင်တော့တော့နည်းစိတ်မကောင်းစီရပါဗျာနောက်တစ်ယောက်ကတော့အာမက်ဒီယာလို့အာမက်ဒီယာလို့ကတော့ကျွန်တော်ရဲ့အားကိုးရဆုံးသောဝမ်ဘက်လီပေါ့ဗျာအသင်းရဲ့တိုက်စစ်မှာဆိုလို့ရှိရင်အသင်းရဲ့တိုက်စစ်ကိုအသက်သွင်းနိုင်ဆုံးသောကစားမအသင်းရဲ့တောင်ပါတစ်ဖက်ကိုဆွေးတင်နိုင်ဆုံးသောကစားမလို့ပြောရမယ်ကျွန်တော်ဒီနေ့မှသူလည်းအခွင့်အရေးဖန်တီးမှုတစ်ချိန်ရသွားပြီးတော့ဘီဘာဝရဲ့နောက်တန်းတွေကိုရိုင်းထွက်သွားအောင်သူလုပ်နိုင်ခဲ့တယ်သူရဲ့ speed တွေလှည့်စားမှုတွေနဲ့အတူအသင်းကိုအများကြီးကေတင်ပေးခဲ့တယ်ဒီနေ့ဒီနေ့ပွဲစဉ်မှာလည်းလှူရှိုးတော့ ကျွန်တော်တို့ဒီအာမက်ဒီယာလိုတို့မေဆန်မောင်းတို့ကြောင့်သာဘီဘောရဲ့ကစားဘောကလုံးဝရိုင်းထွက်ပြီးတော့ပျက်စီးသွားခဲ့တာဆိုတော့အာဒီလိုလုပ်ခဲ့လို့လေကျွန်တော်အနိုင်ရခဲ့တာပေါ့လေဒီလူစားဘောကစားမောင်းတွေကအဓိကကိုရီမန်ချက်စတာယူနိုက်တက်ကိုကယ်သွားတာပါပဲဆိုတော့နောက်5မိနစ်တိမှာတော့ဒီ Harry Armes တို့ကိုဘီမိုင်းတို့ကခက်စမေယိုတို့ဘယ်ဒလန်ဒီလော့ဖ်တို့ရဲ့နေရာတွေဝင်ပြီးတော့ကစားခဲ့ရတယ်ဆိုတော့လူငယ်ကစားမောင်းတွေလေအတိုင်းအတာတစ်ခုထိရှည်စွမ်းပြပွဲကျွန်တော်ရခဲ့တယ်ဆိုတော့ကျွန်တော်တို့နောက်ဆုံးမှာတော့ final ကိုတက်သွားပြီးတော့ glory glory man united ဆိုပြီးတော့អော်လို့ရပြီကျွန်တော် all english final ကိုဘီဘာကို꽌มาတွားပြီးတော့ကန်ရမယ်ဘယ်နှရင်းနေတော့ကျွန်တော်နောက်မှပြောပြမယ်ကျွန်တော်အခုလိုမမမီသေးလို့ပေါ့လေတော်လေးဂျင်းနေဆရာကောင်းနေပွဲစဉ်ပါပဲအနိုင်ရလက်ကိုတွေ့လကူကူရခဲ့တာမျိုးမဟုတ်ဘူးနဲ့ကျွန်တော်ဟိုလုံးဝကိုစိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်ခဲ့ရတယ်မိနစ်80ကျော်60ကျော်ရောက်မှာပဲမန်ချက်စတာယူနိုက်တက်ကတွမ်းကို၄ဂိုးတိတိကိုတွမ်းပြီးတော့မှအင်ကွဲမှာယူနိုက်တက်ကဘာလဲဆိုတာကို ြားခဲ့တယ်ဗောနော် trainee တွေဖြစ်တဲ့အတွက်ကတော့ ultra ကိုရောက်လာတာက welcome to the hell ဆိုပြီးတော့ကြီးညာစရာမလို့ဒါကအော်တိုငရေကိုရောက်ပြီးသားပြီဗောနော်ဆိုတော့ဒီနေ့ပွဲစဉ်မှာကျွန်တော်တပိုးအကြဆုံးကစားမှာကတော့ဟိုဘီဘောကိုလုံးဝရိုက်ရှုလိုက်တဲ့မေဆမ်းမောင်ဖြစ်ပါတယ်ညိုရိုးရဲ့အမြင်လေးကိုလည်းဆွေးနွေးကြပါအောင်အဆုံးထိကြည့်ရှုပေးကြတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ဒီနေ့ကတော့ကျွန်တော်အဝေးခံရမယ့်နေ့ပါအားလုံးတက်တာပါနောက်ထပ်ပြီးပြီမှာကျွန်တော်ထပ်တွေ့ရမယ် see you